ီအုပ်စုကဥဆောင်ကြီးပါမဲ့ရေကောက်ပွဲမှာမြို့သမီးလှူတော်ကွယ်ဆွဲလောင်းဖြစ်မြေစီရင်တင်ရင်းမှုတွေရခင်ရေကောက်ပွဲတွေထက်ပိုမိုပါဝင်လာတာကိုတွေ့ရပါတယ်လှူတော်တီတီမှာမြို့သမီးလှူတော်ကွယ်ဆွဲလောင်းဖြစ်မြေစီရင်တင်သွင်းသူ ပြည်သူလှုပ်တော်မှာ109ဦးမြို့သားလှုပ်တော်မှာ190ဦးနဲ့တိုက်ဒေသကြီးဒါမှမဟုတ်ပြည်내လှုပ်တော်မှာ904ဦးထိရှိခဲ့ပါတယ်အဆိုပါအမည်စင်းတင်သွင်းသူတွေအနက်ကိုစရဲလောင်းဖြစ်တီပြုတ်ကျညာထားတဲ့ရွေသွဲမှာမြို့သူကိုစရဲလောင်း1183ဦးရှိတယ်လို့စစ်အုပ်စုကဖွဲ့စည်းထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကပြောပါတယ်လက်ရှိနိုင်ငံတော်ဖြစ်ပွားနေတဲ့အကြက်သေးများကြောင့်ပြည်သူလူထုတွေဟာ ဒုက္ခများကိုကန်ဆားနေရတဲ့အတွက်မျိုးတပီးများကလည်းနိုင်ငံရေးစိတ်တတ်တက်ကြွလာတာကြောင့်မိမိတို့ကိုယ်တိုင်လောက်ဆောင်ပါကပိုပြီးထိရောက်နိုင်တဲ့ခံယူချက်နဲ့ပါဝင်လာခဲ့တယ်လို့ပြည်သူ့လူ့တော်ကော်ဆယ်လောင်းဒတိပုဂ္ဂလမှတော်ဆန္ဒမင်းကပြောပါတယ်။မျိုးတပီးတွေကဟိုဟုတ်လားပထမလုံးကတော့2015တိဆိုရဲဟာကဟိုပေါ့နော်မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကအခုဖြစ်2020နောက်ပိုင်းအခြေအနေတွေတော့မဆိုးွားပါဘူးနော်မဆိုးွားပါဘူး ဲ့တော့ဟိုအမျိုးသမီးတွေကဟာဟိုအိမ်လုံးတောင်ကိုထမ်းဆောင်ရမယ်ဆိုတော့စိတ်ဓာတ်တွေယောက်ျားတွေကိုစူးစမ်းပြတယ်။အမျိုးသမီးနဲ့မျိုးသားညားမြောက်မှာပြီးတော့ငါ့ဥစားလုပ်ပါပြီ။ငါနောက်ကနေ support လုပ်မယ်ဆိုတော့ဟာမျိုးကပဲညားတယ်။အခုကတော့တကယ်တမ်းတော့အမိုင်းနှလုံးရဲ့ဒုက္ခတုခတွေကိုအမျိုးသမီးတွေလက်ခံစားရတယ်။အမျိုးသားတွေလက်ခံစားရတယ်။ခလေးသူငယ်တွေပါခံစားရတဲ့ခါကျတော့ဒီအမျိုးသမီးတွေပါလေနိုင်ငံရေးစိတ်ကတက်ကြွလာတယ်လို့ကျွန်မကမြင်တယ်။ နော်ဘာကြောင့်မလို့လဲဟလာငါတို့ကိုယ်တိုင်လဲဟိုလုတ်ဆောင်ရမှငါတို့ကိုယ်တိုင်လုတ်ဆောင်ရင်ပုံပြီးခဏရောက်ရှိနိုင်မယ်ဆိုတဲ့ထိုင်ုံချက်တွေလို့ဖြစ်လာနိုင်တယ်လို့ထင်ပါတယ်။ဒါပြင်ညမနိုင်ငံရေးမှာမြို့သမီးကောင်းဆောင်သူဖြစ်သူတော့အောင်ဆောင်စုကြည်ကစပြူပြီးမြို့သမီးကောင်းဆောင်များပေါ်လာကြအောင် နောက်ပိုင်းမှာဝန်ကြီးချုပ်မျိုးသမီးများလည်းပေါ်ပေါက်လာတဲ့အတွက်အာကျဆရာတောက်ယူဆရာတွေအတွက်နိုင်ငံရေးမှာပိုမိုပါဝင်လာတယ်လို့မိမိကြောင်၎င်းကဆက်ပြောပါတယ်။2015ခုနှစ်ထွေထွေရေကောက်ပွဲမှာပါဝင်ရှင်ပြိုင်တဲ့မျိုးသမီးကိုစရဲလောင်း969ဦး။2020ခုနှစ်ထွေထွေရေကောက်ပွဲမှာပါဝင်ရှင်ပြိုင်တဲ့မျိုးသမီးကိုစရဲလောင်း908ဦးပါဝင်ရှင်ပြိုင်ခဲ့ကြပါတယ်။စီအုပ်စုကဥဆောင်ကျင်းပမဲ့ရေကောက်ပွဲမှာမျိုးသမီးပါဝင်မှုပိုမိုများပြားလာခြင်းဟာစီးပွားရေးမဲ့လုံးပေးတာဖြစ်တယ်လို့နိုင်ငံရေးရတောင်းချခံအနေနဲ့ ်ပါဝင်လာတာဖြစ်တယ်လို့မွန်ပြည်ပထရေကောင်စီ NSSC မှမိတုတ်တကျော်ကပြောပါတယ်။အားချောက်လဲဆိုရင်တော့တီရွေးကောက်ပွဲရပါတော့ပထမတစ်ချက်ကကိုဂျိုးကိုဟိုဘယ်လိုပြောမလဲမလုံပေးတာပေါ့နော်အထူးသဖြင့်စီပေါ်ရင်မလုံပေါ့လောက်ပိုင်ခွင့်ညမလုံနေပေးတာခါကြတော့အမအမြင်ပေါ့နော်နောက်ပြီးတော့လည်းဟိုကြောက်တုံးခံရတယ်အဲအမျိုးသမီးတွေအနေနဲ့ကလည်းအကုန်လုံး ဟိုနိုင်ငံရေးဘာဝမှုမရှိကြဘူးအမအဲ့လိုဆိုလို့ချင်တယ်ဘာကြောက်လဲဆိုရင်တော့ကျမတို့ရဲ့ဒလစ်ထုံနှန်းကအမျိုးသမီးနဲ့နိုင်ငံရေးနဲ့မသက်ဆိုင်ဘူးလို့တောက်လျှောက်အဲ့လိုတွေကြီးစိုးပြီးမှဒီဖခင်ကြီးစိုးသောစနစ်နဲ့အဲလှုပ်လာတဲ့အခါကျတော့အမျိုးသမီးတွေကနိုင်ငံရေးဘာမဝဘူးအမျိုးသမီးတော်တော်များများပေါ့နော်အဲ့ဒါတဲ့ကြောင့်မို့လို့ဟိုအတုံးချခံတဲ့အဲအနေနဲ့ ထိတ်ကြတယ်လို့ဟိုပါဝင်လာကြတယ်လို့တော့အမှမြင်တယ်လူသမီးများဟာအခက်ခဲကြောင်တွေ့လာပါကမိခင်စိတ်သားရှိတဲ့အတွက် SOP ရှေ့ထွက်ကာကွယ်ကြတာကြောင့်အစူပါကိစ္စရပ်ပေါ်နိုင်ငံရေးသမားများတုံ့ချနေတယ်လို့၎င်းကဆက်ပြောပါတယ်စစ်အုပ်စုကယခုနှစ်ဒီဇင်ဘာလ28ရက်မှာယူကောက်ပွဲပိုင်းတစ်ကိုမြို့နယ်တရားနှစ်မြို့နယ်2026ခုနှစ် ဇန်နဝါရီလ17ရက်နေ့မှာပိုင်နှစ်ကိုတရားမျိုးနယ်နဲ့ကြံရှိတဲ့မျိုးနယ်များကို ပိုင်နှစ်ရွေးကောက်ပွဲနဲ့နှစ်ပတ်ချာအကြာကျင်းပသွားမယ်လို့ပြောကြားထားပါတယ်ခင်ဗျာ